Predict အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ် channel မှာပြန်လည်ကြိုဆိုလိုက်ပါရှင်။ Predict အတွက်ကုတောက်တင်ဆက်ပေးမယ်။သတင်းကြောင်းတွေကတော့ငလင်းကြောင်မန္တလေး83လမ်း109လမ်းတခုထဲတွင်ပင်အဆောက်အုံများစွာပြိုကျနေပြီးအောင်ပန်းဟိုတယ်ပြိုကျမှုလူတို့ချို့တန်ရာရရှိခဲ့ပြီးပိတ်မိသူများလည်းရှိနိုင်တယ်လို့သိရပါတယ်။ယနေ့မော်လယ်ပိုင်းလှုပ်ခတ်သွားခဲ့တဲ့ပြင်အား9.9အဆင့်ရှိတဲ့ငလင်းကြောင်မန္တလေး83လမ်း109လမ်းတခုထဲတွင်ပင်အဆောက်အုံများစွာပြိုကျနေခဲ့ ကြောင်းဒေတာဗီဒီယိုများကရှင်းလုပ်ခဲ့တဲ့သတင်းဌာနတော်တို့ပြောဆိုထားဖြစ်ပါတယ်။မန္တလေးမြို့ကတုတ်ထတိုက်နဲ့တိုက်ပုဂလိတွေကအကုန်ထိပါတယ်။အနည်းနဲ့အများဆိုသလိုထိနေတာပါ။ဘာဆက်လုပ်ရမလဲမသိတော့ပါဘူး။ဒီဒေတာဗီဒီယိုကရှင်းပြထားဖြစ်ပါတယ်။အောင်မန်းမြို့ကနေတုံးထက်အောင်ပန်းဟိုတယ်ပြုကြမှုတွင်လူတချို့တန်ရရှိခဲ့ပြီးပိတ်မိသူများလည်းရှိနိုင်ကြအောင်ပန်းဒေတာခန့်ကြွယ်ပြောဆိုထားဖြစ်ပါသည်။ ဒါပြင်ခုနှစ်တည်းမှာခုနှစ်အဆင့်ရှိတယ်။အင်အားပြင်းချန်နေတဲ့ကလေးကြောင့်မန္တလေးမြို့နယ်စကိုင်းမြို့မှာအထိခိုက်ဆုံးဖြစ်ခဲ့ပြီးကိုကြီးကက်ဆယ်ရေးများလည်းလိုအပ်နေတယ်လို့သိရပါတယ်။စကိုင်းတရာပြိုကျတဲ့အပြင်မန္တလေးရှိ Great World Hotel ၊မြစ်ဆုံ Hotel အပါအဝင်အထက်မြင့်အဆောက်အုံများဖုန်ကြီးကျောင်းများ၊နမ်းမြို့ရုပ်အပါအဝင်တမိုင်းဖျားစီဒီပထိုးများပါပြိုကျခဲ့ကြောင်းသိရှိရပါတယ်။ မြန်မာနိုင်ငံစကိုင်းမြို့ကိုရနေမွန်လယ်ပိုင်း7နိုင်5မိနစ်အချိန်မှာဗဟိုပြည်ရလောက်ခတ်လိုက်တဲ့ခုနှစ်တည်းမှာခုနှစ်အဆင့်ရှိတယ်။အင်အားပြင်းထန်နေတဲ့ငလင်းချောင်းမန္တလေးမြို့နဲ့စကိုင်းမြို့အထက်ခိုင်ဆုံးဖြစ်ပြီးကုညီကက်စရီများလို့အနေချောင်းကုညီကက်စရီတမများကရန်ကုန်ခရစ်တင်ဌာနထပ်ပြီးဆွထားဖြစ်ပါတယ်။ မင်္ဂလေးမှာအဆောင်အော်တွေကစောင်းပြီးတော့ပြုကုန်တာမြို့ထံမှာတော့တတော်များပါတယ် Great World Hotel မြစ်ဆိုဟိုတယ်နောက်ပြီးတော့မြို့တဲခေါင်ကတိုက်တွေနဲ့စောင်းကုန်ပါတယ်အများကြီးပါပဲအခုတော့ကုညီကန်ဆယ်ရေးပြိမိနေတဲ့သူတွေရှိနိုင်ပါတယ်ကျွန်တော်တို့လည်းအတွေ့အကြုံရှိပါဘူးကုညီကန်ဆယ်ရေးတွေလည်းလိုအပ်နေပါတယ်မန္တလေးဒေတာကန် Prime တမတို့ကရှန်ကုန်ဖြစ်တဲ့တဲ့ဌာနထတို့ပြောဆိုထားဖြစ်ပါတယ်စကိုင်းမြို့တွင်အထက်မြင့်တိုက်တာနီးတိုက်တဲ့အတွေ့အပြည့်အစည်းတရင်များမှရရှိထားတော်လည်းပဲ စကိုင်းဒရာအဟောင်းမှာတော့လောကပြိုကျသွားခဲ့ကြောင်းရန်ကုန်မန္တလေးအမြန်နံမှာလည်းမိုင်းတိုင်း360အပောင်းဝင်လမ်းတစ်လျှောက်ပြည့်စင်နေရှိနေကြောင်းသိရှိရပါတယ်။အောင်မန်းတွင်အောင်မန်းဟိုတယ်၃ချပ်တိုက်ပြိုကျပြီးပိတ်နေသူများလည်းရှိနေကြောင်းသိရှိရပါတယ်။